မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ကံပိုင်တီမြို့အနီးမှာရှိတဲ့အမှတ်133333နယ်ကြားဆောင်တပ်ရင်းဌာနချုပ်အပါဝင်စစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်စခန်းရှစ်ခုထက်မနည်းကို KIA ကတိမ့်ပိုက်ရရှိထားကြောင်း KIA ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘာလ22ရက်နေ့ညနေ9:00အချိန်မှာစစ်ကောင်စီလက်အောက်ခံစကုံတိမ်ရင်းရဲ့ ကချင်အထုဒေတာတက်အမှတ်133 33နေကြားသောတရင်ဌာနချုပ်ကို KIA ပူးပေါင်းတပ်ဖွဲ့များကတိမ့်ပတ်ရရှိခဲ့ပြီးတော့နေမြင်ရှင်းလင်းလျက်ရှိတယ်လို့သိရပါတယ်လက်တလောစစ်တုံးမှဖမ်းဆီးရရှိမှုနဲ့ဆက်လက်နဲ့တိမ့်စီရရှိမှုအခြေအနေများကိုတော့အတိအကျမသိရသေးကြောင်းဘုံမူကြီးနော်ဘူးကရှင်းပြထားပါတယ်ရှိစက်ဘာလုံးမယ်ဆိုတာမျိုးတော့ကျွန်တော်တို့အနေနဲ့ပြောလို့မရဘူးအမှတ်133 33နေကြားသောတရင်ဌာနချုပ်ကတော့မနေ့ကညနေကတိမ့်ပိုက်လိုက်ပြီလို့ရှေ့တန်းကသတင်းပေးပို့လာတယ် စစ်တုံးပန်းနဲ့လက်နက်ခမ်းရန်ရရှိမှုကလည်းမတိရသေးဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုထားပါတယ်။အခုရက်ပိုင်းအတွင်းမှာအမတ်13333နေကြားဆောင်တိုင်ရင်ဌာနချုပ်အပါအဝင်စစ်ကောင်စီနဲ့နေကြားဆောင်တပ်စခန်းများစုစုပေါင်း၈ခုထက်မနည်းကိုတိမ့်ပတ်ရရှိထားပြီးတော့စစ်ရေးအခြေအနေများဆက်လက်တင်းမာနေတယ်လို့သိရပါတယ်။အမတ်13333စခန်းရောတခြားသောကာကင်းစခန်းတွေရောဆိုရင်စခန်းရတာ၈ခုလောက်ရပြီထင်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုထားပါတယ်။ KI ဦးဆောင်တဲ့ တော်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်များကမတ်လ9ရက်နေ့ကစတင်ပြီးတော့ဒီကနေ့အချိန်ထိကိုကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာစစ်ကောင်စီတပ်စခန်းပေါင်း200ကျော်နဲ့မျိုးပေါင်း14မျိုးတို့ကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်ကောင်စီတပ်သားတအုပ်နဲ့ပြူစောတိတအုပ်တို့ကိုစောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာနောက်ဦးစလုံးပွဲချင်းပြီးတိုက်ဆုံပြီးလက်နက်ခဲယမ်းတွေကိုလည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ22ရက်နေ့မနက်9နာရီလောက်မှာတဲသီးတော်ရွာမှာအထိုင်ချတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်သားတအုပ်နဲ့ပြူစောတိတအုပ်တို့ဟာစခန်းချရာရွာနဲ့တမိုင်ကဝေးတဲ့ညောင်ကိုင်းရွာကနေဆိုင်ကယ်စီးပြီးပြန်လာတဲ့အချိန်ကာကွယ်ရေးအဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ပြူစောတိရွာတရွာကနေတရွာကိုပြန်လာတဲ့အချိန်မှာကင်းမုံဝစ်ပြီးတိုက်ခိုက်ခဲ့တာပါလို့ရွှေဘုံမြို့နယ်ပကဖတာဝန်ရှိသူတို့ကပြောပါတယ်တိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားနဲ့ပြူစောတိတို့နေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံးက၎င်းတို့ထံကနေပြီးတော့ MA1 တနက်တလန်ကြီပေါက်၃ခုအင်နာကဘုံသီး၄လုံး5.56ကြီးစန်းအများအပြားမိုဘိုင်းဖုန်း၃လုံးတို့ကိုတိမ့်စီရရှိခဲ့ပြီးတော့ကာကွယ်ရေးဘော်များအလုံးအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သူကဆက်ပြောပါတယ် ိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့အတူတိုက်နယ်၃ပါးကဖာကြီးလေကြီးပါကဖာအဖွဲ့ဓာညင်တော်ပါကဖာအဖွဲ့တိုက်နယ်၂ပါကဖာဘိုးချန်ရအဖွဲ့တိုက်နယ်၅ပါကဖာငားမီရအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့ညနေ6နာရီကနေည10နာရီအထိကာကွယ်မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီးတော့မြင်းချင်းပြူစောတိရွာမှာတပ်ဆွဲထားတဲ့စစ်သားတွေနဲ့ပြူစောတိတွေကိုဒရုန်းများနဲ့60မမဘုံဒီများချဲချကတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းတုံမြို့နယ်တရက်မင်းတုံလမ်းမိုက်မှာရှိတဲ့တပန်းခိုင်းကျေးရွာအနီးမှာအကြမ်းဖက်စစ်သားများကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မနေ့ကအော်တိုဘားလ22ရက်နေ့ညနေ9:55မိနစ်ခန့်မှာမင်းတုံမြို့နယ်ငားမိုင်ဂိတ်ကအင်အား25ဦးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုကြောက်ကြီးကျေးရွာမှာတကောင်စင်းကောက်ယူပြီး တရက်မင်းတို့လမ်းမပေါ်မှာရှိတယ်။တဖန်းကိုင်းကြီးရွာအနီးဝင်ရောက်ပြီးတော့မိုင်းရှင်လေးလှုပ်ဆောင်နေတဲ့အချိန်မှာအသင့်ထောင်ထားတဲ့မိုင်းခွဲနဲ့ကိုအရောက်အဝေးထိန်းရှေ့ထွက်မိုင်း၄လုံး၊ကွဲမိုင်း၃လုံးနဲ့ဒပြိုင်နဲ့ထက်ဖောက်ခွဲတိုက်ခတ်ရာအကြမ်းဖက်စစ်သား၈ဦးတေဆုံးပြီးကျန်တဲ့တပ်ဖွဲ့ဝင်များဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကမနက်ပိုင်းကမင်းတို့၅မိုင်ဂိတ်ကနေထွက်လာပြီးတော့ပသိမ်မုံရွာလမ်းမကြီးပေါ်မှာရှိတဲ့ကြောက်ကြီးကြီးရွာဘက်ကိုတကောင်စင်းဘာညာကောက်ပြီးတော့ဒီဘက်မြေပြာတောင်ဘက်တို့ကိုမဝင်ရသေးတော့နောက်နေ့ဝင်ဖို့အတွက်နေလိမ့်မယ်။ကြောက်ကြီးဘက်ကိုဝင်ပြီးတော့ မင်းတို့ဘက်ကိုပြန်အလာမှာအဲ့ဒီနေရာကိုနယ်မြေရှင်းတဲ့သဘောသူတို့ကကားပေါ်ကနေဆင်းပြီးတော့နယ်မြေရှင်းကြတာပေါ့နယ်မြေရှင်းတဲ့အချိန်မှာအတင့်လှုပ်ထားတဲ့မိုင်းခွဲတွေကိုဝင်လာတာနဲ့ခွဲလိုက်တာလို့တရက်ခရအမတ်လေးတိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။အခုလိုမျိုးမိုင်းခွဲတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့အကြမ်းဖက်စစ်သားများကို၎င်းတို့လာရောက်တဲ့ ဖောကားအဖြူရောင်နဲ့ကပ္ပစဆက်နှစ်အတွင်းကိုည၈နာရီအချိန်ခန့်မှာတယ်ဆောင်သွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်၁စစ်ဒေသတရက်ခရိုင်အမတ်၄တပ်ရင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ KNU တပ်မဟာခွနဲ့နယ်မြေမှာရှိတဲ့ KNU ဗဟိုဌာနချုပ်စစ်ရုံးချုပ်ကိုအကြမ်းဖက်စစ်ကောင်စီကဒီကနေ့မနက်ပိုင်းမှာအသေးခံ drone များနဲ့ဘုံလာရောက်ကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်10:00ဝန်းကျင်အချိန်မှာ KNU KNL ဗဟိုဌာနချုပ်စစ်ရုံးချုပ်ရှိရာ ပေဘေးထစခန်းကိုအကြမ်းဖက်စစ်ကောင်စီကကာမီကာစီဒရုန်းအကြီးများနဲ့လာရောက်ဘုံကျဲခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာပြည်သူတို့ထိခိုက်ထားပြီးတော့အသက်အန္တရာယ်ဆိုရင်ရကအဆောက်အဦတချို့ပျက်စီးသွားတယ်လို့သိရပါတယ်။နောက်ဆက်တွဲဒရုန်းနဲ့လေယာဉ်များတက်လာတယ်လို့သတင်းများထွက်ပေါ်နေတဲ့အတွက်ကြောင်းများပိတ်ခြင်းနဲ့ရုံးလုပ်ငန်းတချို့တို့ကိုယာယီရပ်ဆိုင်းမှုများလှုပ်ဆောင်ထားရတယ်လို့သိရပါတယ်။တမဟာခွနိတ်ကိုဘယ်တော့မှဒီလိုတိုက်ခိုက်တာမျိုးမရှိဘူး။ဒါကတော့ပထမဆုံးအကြိမ်လဲဖြစ်တယ်။အခြေအနေတွေကပိုပြီးတော့တင်းမာလာတဲ့သဘောဆောင်တယ်လို့ စီရင်သတင်းအရေးမြစ်ကပြောပါတယ်အော်တိုဘာလ18ရက်နေ့ကစစ်ကောင်စီရဲ့ဆွဲတော်ဂုံးအမြောက်ဗျူဟာစခန်းဂုံးကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်များနဲ့ KNL တို့ကြားမှာစီရင်တင်းမာလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဖျာပုံမြို့နယ်ဖျာပုံတရာအစင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကခီးသွွားပြည်သူများထံကနေပြီးတော့နေစဉ်ချင်းချောက်ငွေညက်နေပြီးတနက်ပြပြီးတော့ချင်းချောက်မှုများကိုလုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖျာပုံတရာအစင်းမှာပြည်သူများကိုမှတ်ပုံတင်ပါမပါဆစ်ဆင်းနေခြင်းဖြစ်ပြီးတော့မှတ်ပုံတင်မပါပါကငွေညက်ချင်း မှတ်ပုံတင်ပါရင်လေတက်တန်းတိုးရန်လိုတယ်ဆိုပြီးတော့ငွေညစ်ချင်းမှတ်ပုံတင်တက်တန်းတိုးရန်မလိုတဲ့သူတွေဆိုပါကနဲကြော်တယ်ဆိုပြီးတော့ငွေညစ်ချင်းများကိုလှုပ်ဆောင်နေချင်းဖြစ်တယ်လို့သိရပါတယ်။ ARB ဘက်ကလူငယ်တွေအများစုကရန်ကုန်ကအထက်ချုပ်ဆက်ယုံတွေမှာအများဆုံးအလုလာလုကြတာပါ။အင်ကိုအလဲပတ်ပြန်ချိန်ဆိုလို့ရှိရင်ရတဲ့လစာလေးတွေကမိဘကိုမကတော့ရသေးဘူးဒီကောင်လေးကအများတန်းဖြတ်ဖြတ်ခုန်နေတာတယောက်ကို1000ကနေ9000ကြာ တရက်ကိုအ ਨੇ ဆုံးလူ100လောက်ရှိတယ်ကလေးတွေမျက်နာတွေဆိုရင်တနက်ပြချင်းချောင်းငွေညစ်တော့အများရမ်းပဲကြောက်နေရတယ်လို့ဖြာပုံဒေတာကတူကပြောဆိုထားပါတယ်အခုလိုမျိုးဖြာပုံဒရာအစင်မှာဖြတ်တန်းသွားလာနေတဲ့ပြည်သူများကိုငွေကြေးကောက်ခံနေတာဟာဆိုရင်2023ခုနှစ်ကလေးကစတင်လှုပ်ဆောင်နေခြင်းဖြစ်ပြီးတော့ပြည်သူတချို့ကတိုင်ကြားထားတော့လဲအရေးယူခြင်းမရှိဘဲလက်ရှိအချိန်ထိကိုကောက်ခံနေစေဖြစ်တယ်လို့သိရပါတယ်ပြည်သူတွေကိုမှတ်ပုံတင်စစ်တယ်မှတ်ပုံတင်ပါရင်တော့မှ အသက်ကျော်တယ်ဆိုပြီးတော့အထဲခေါ်ခေါ်သွားပြီးတော့ငွေညစ်တယ်မှတ်ပုံနဲ့လဲဖို့လဲမလိုအပ်ဘူးဆိုရင်နန်းကြီးကျော်တယ်ဆိုပြီးတော့ငွေညစ်တယ်စမတ်ကမပါဘူးဆိုရင်လဲငွေညစ်တယ်ပြည်သူကပြန်ပြောရင်လဲပြောတဲ့သူကိုအပြစ်သားလို့ပဲဒူးထောက်လက်မြောက်ခိုင်ခိုင်းထားတယ်လို့ဒေသခံပြည်သူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်စံပြင်းလေးရွာကိုအကြမ်းဖက်ဆက်တက်က၄ချိန်မြောက်ထပ်မံမီးရှို့နေပြီးတော့ကြေးရွာသား၁၀ဦးကိုလည်းဆက်လက်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘာလ၂၂ရက်နေ့မနက်၁၀နာရီခန့်ကစပြီးတော့စံပြင်းလေးရွာကိုအကြမ်းဖက်ဆက်တက်က၄ချိန်မြောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီးတော့ရွာထဲမှာစစ်ကောင်စီတပ်သားတွေအလုံးတပ်ဆွဲထားတယ်လို့သိရပါတယ်ဒါအပြင်စံပြင်းလေးကြေးရွာသားပြည်သူ၁၀ဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်စံပြင်းလေးရွာကိုဒီနေ့၁၀နာရီဝန်းကျင် လောက်ကလေးကဆက်ပြီးတော့ရှို့နေတာစစ်ခွေးတွေစိုင်ပြင်းလေးရွာကိုမီးရှို့တာလေးချိန်ရှိသွားပြီဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အခြေအနေတော့အခုထိမသိရသေးဘူးစစ်ခွေးစစ်ကြောင်းကအဲ့ဒီတရွာလုံးမှာဖြန့်ပြီးတော့တတ်ဆွဲထားတယ်လို့စီပါချေးရွာကပကဖတာဝန်ခံကိုမိုးတောက်ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအော်တိုဘာလ16ရက်နေ့ကစတင်ပြီးတော့စိုင်ပြင်းလေးရွာကိုဝင်းရောက်စီးနှင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာလေးချိန်မြောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်စိုင်ပြင်းလေးရွာဟာအင်ဂျင်200ကျော်ခန့်ရှိတဲ့ချေးရွာတရွာဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ကတင်ပိုက်ထားတဲ့နယ်မြေများကိုစစ်ကောင်စီကလေရင်နဲ့ဘုံများကျဲချတိုက်ခိုက်လျက်ရှိရာ၃လကျော်အတွင်းမှာအရဲသားပြည်သူထိခိုက်ဒေဆုံးမှု၁၀၀ကျော်နေပြီဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီနေ့အကြမ်းဖက်စစ်ကောင်စီကကိုကန့်အထုဒေသတဲ့လောက်ကန်မျိုးတိန်ဒီခရိုင်နဲ့လားရှုံမျိုးစတဲ့ဒေသများကိုပြင်းပထားဘုံကျဲတိုက်ခိုက်မှုများလုံဆောင်လာတာဟာ၃လကျော်နေပြီဖြစ်တယ်လို့သိရပါတယ်ဒီကာလတွေအတွင်းမှာအရဲသားထိခိုက်ဒဏ်ရာရရှိသူနဲ့ဒေဆုံးသူအရေအတွက်ဟာအယောက်၁၀၀ကျော်နေပြီဖြစ်တယ်လို့သိရပါ ပါတယ်။ကိုကန့်အထုဒေသတည်းရဲ့မြို့တော်လောက်ကန်မြို့နယ်ကိုကန့်ခရိုင်နန်ဟူးမြို့နယ်တို့မှာအော်တိုဘာလ19ရက်နေ့နဲ့20ရက်နေ့တို့မှာဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ MNDAA ကပြောဆိုထားပါတယ်။ဒီနေ့အော်တိုဘားလ22ရက်နေ့မနက်3:00နာရီ18မိနစ်အချိန်မှာလာရှုံမြို့လူနေရပ်ကွက်7နှစ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ ဘုံနှလုံးကျဲချခဲ့ရအဲ့ဒီလေချောင်းဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအရတား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာရရှိတဲ့သူတွေကိုစေဝါကုသပေးနေရတယ်လို့သိရပါတယ်ဒီကနေ့မနက်အစောပိုင်းလေချောင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်အများအပြားလဲပြင်းထန်စွာပျက်စီးခဲ့ပြီးပျို့ကျပျက်စီးနေတဲ့နိုင်ရအပျက်စီးများကိုလည်းနေရာတိုင်းမှာတွေ့မြင်နေရတယ်လို့သိရပါတယ်ဘုံကျဲတဲ့နေရာနဲ့အနှဲငယ်ကွာဝေးတဲ့နေရာများကအခြားလူနေအဆောက်အဦများလဲထိခိုက်ပျက်စီးမှုအမျိုးမျိုးဖြစ်ပေါ်စေခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ